ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ရဲ့အရာရှိချုပ်ပါ၃နဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပစမှု28ဦးတို့ကိုအရေးယူနိုင်ရေးမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့တမဖွံ့ဖြိုးရေး Institute ကသိရပါဗယ်။အဲ့ဒီသူတွေဟာ2018ခုနှစ်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့အနာသိမ်းပြီးနောက်စစ်ကောင်စီကျူးလွန်နေတဲ့အကြမ်းဖက်မှုနိုင်ငံတကာရာဇဝတ်မှုတွေကိုအားပေးကူညီနေပြီး ြည်စံဘုံဒုံးကြည်အပါဝင်အဆရှိတဲ့စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတယ်လို့သိရပါဗျ။ဒီအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေကိုတီးကြံခိုင်လုံတဲ့အချက်လက်တွေပေးပို့သွားဖို့ရှိပါတယ်။တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တမဖွံ့ဖြိုးရေး Institute ရဲ့သုတေသနဒါရိုက်တာမဲမေတမက AR Times ကိုပြောပါရယ်စစ်ကောင်စီရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ရေးဦးစီးချုပ်ယုံကြည်လက်အောက်ရှိ ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ကဥဆောင်ပြီးလမ်းအောက်ခံကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစရီကအဓိကထုတ်လုပ်ပေးနေတယ်လို့သိရပါတယ်။လက်ရှိကကထုတ်ရဲ့အရာရှိချုပ်မှာဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီး၎င်းနဲ့အတူဒုကကထုတ်အရာရှိချုပ်တွေဖြစ်တဲ့ဗိုလ်ချုပ်ကိုကိုလွင်နဲ့ဗိုလ်ချုပ်မျိုးအောင်တို့အပါအဝင်ကပ္ပစဆက်ယုံ25ယုံကဆက်ယုံမှုတွေရဲ့အမည်စင်းတွေကိုလည်းတမောင်ဖွံ့ဖြိုးရေးအင်စတီကျူတ်က မေလ30ရက်မှာအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။မကွေးခြေဆိုင်မူဝါဒရေးရာသူတေသနာအဖွဲ့တစ်ခုဖြစ်တဲ့တမာဖွံ့ဖြိုးရေးအင်စတီကျူရဲ့တနက်များနောက်ွယ်မှသွေးစွန့်လက်များမြမစစ်တပ်၏လက်နက်ထုတ်လုပ်သူများအားဖော်ထုတ်ခြင်းအစီရင်ခံစာအရကပ္ပစာဆက်ယုံမှုအချို့ဟာစစ်ကောင်စီတက်နယ်မှုတွေအဖြစ်တာဝန်ယူထားတယ်လို့သိရပါတယ်။ဒါ့အပြင်ကပ္ပစာဆက်ယုံမှုတွေလောက်ခံအရာရှိကြီးအချို့ဟာစစ်ကောင်စီရဲ့ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးကောင်စီတွေမှာ အဖွဲ့ဝင်တစ်ဖြစ်လဲတာဝန်ယူထားပြီးစစ်လက်နက်ထုတ်လုပ်ရေးမှပါဝင်နေကြတဲ့စစ်အင်ဂျင်နီယာတွေကိုစစ်ကောင်းဆောင်ဖို့ချုပ်မှုကြီးမြောင်းလိုင်းကဂုံနူးဆောင်ပွဲတိုက်စိတ်တွေပေးအပ်ချီးမြှောက်ဆားထားတယ်လို့သိရပါတယ်။ကကထုတ်နဲ့ကကထုတ်ချုပ်ကိုတန်ခတ်အေးအေးယူပိတ်ဆို့မှုတွေရှိပေမဲ့လို့ရင်းပြင်းမှာစစ်အုပ်စုကျူးလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကူညီအားပေးနေပြီးအကြမ်းဖက်ရန်နီယာတွေမှပါဝင်နေတဲ့ကပ္ပဆတ်ဆက်ယုံမှုတွေကိုလည်းအေးအေးယူပိတ်ဆို့မှုတွေလုပ်ဖို့လိုအပ်နေပါသေးတယ်လို့ ုတေသနဒါရိုက်တာမတ်တမာကဆိုပါတယ်လက်ရှိမှာရိုဟင်ဂျာတွေပေါ်လူမျိုးသုံးတပ်ဖြတ်မှုအပအဝင်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေအတွက်အုံပြုတဲ့စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်နေရတဲ့အခမ်းကဏ္ဍမှာပါဝင်နေတာကြောင့်ကကထုတ်ယုံတဲ့အရာရှိချုပ်တို့ကိုကနေဒါအမေရိကန်နဲ့ UK နိုင်ငံတို့ကတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ရမှာအားပေးကူညီနေတဲ့လက်နက်ခဲယံထုတ်လုပ်သူတွေကတော့ သိရှိသူနဲ့ပါလာပြီးအဲ့ဒီအခြေအနေတွေကြောင့်ဥရောပသမ္မတဩစတြေးလျနဲ့နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခံပိတ်ဆို့မှုတွေချမှတ်ပေးဖို့တမောင်ဖွံ့ဖြိုးရေးအင်စတီကျူကတောင်းဆိုထားပါတယ်။ဒါအပြင် မြို့သားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်းတမောင်ဖွံ့ဖြိုးရေးအင်စတီကျူရဲ့တနမြားနောက်ွယ်မှသွေးစွန်းလက်များမြန်မာစစ်တပ်၏လက်နက်ထုတ်လုပ်သူများအားဖော်ထုတ်ခြင်းအစဉ်ခံစားမှာဖော်ထုတ်ထားတဲ့ကကထုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကပ္ပဆတ်စက်ယုံတွေကိုအမြည်ပြန့်စင်းသွင်းကြေညာပေးဖို့တောင်းဆိုထားပါတယ်။